တမ33တမမှုနဲ့တမ99တမမှုတို့ကိုယာရုကထုတ်ပယ်ပြီး33တမမှုဖြစ်သူကိုနန်းတွင်းစစ်ကြောရေးမှဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။တမ33တမမှုဖြစ်သူဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့မှာဖားကန့်ဗျူဟာကနေစစ်ရဟတ်ရင်နဲ့လာရောက်ဖမ်းဆီးသွားပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခကိုပို့ဆောင်စစ်ဆေးကအခုနန်းတွင်းစစ်ကြောရေးကိုဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်တယ်လို့တက်တဲ့ရင်းမျက်စီကသိရပါတယ် ုံးသုံးတမမှုကိုစစ်ကြောဖို့မန္တလေးနန်းတွင်ပို့တယ်။ကိုကိုတမမှုကိုတော့နေပြည်တော်ထိခေါ်ပြီးစစ်တယ်။နေရီကံဖြူဟာနာက စခန်းအလုံးအသိန်းခံရတဲ့အတွက် အထောင်းခံရမယ်ထင်တယ်လို့တက်သတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။တမသုံးသုံးတမမှုဗိုလ်မှူးချုပ်ကျော်စန်းမြင့်ဟာကျောင်းစိမ့်လောက်ွက်တွေကိုယာရုတံဝင်နဲ့အာနာအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလှုပ်ဆောင်ခဲ့တာဖားကန့်ကိုစစ်ကောင်စီအင်အား603ပြီးခြိတက်လာမှုမှာ အင်အားတရာခန့်သာဖားကန့်ကိုရောက်ရှိလာတာတွေကြောင့်ဖန်စီစစ်ဆေးနေခြင်းဖြစ်တယ်လို့တပ်တိုင်းဝိုင်းစီကသိရပါတယ်။ဒါ့အပြင်ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ဟာဖားကန့်မှာစီရေးဆိုးမိုးထားနိုင်တဲ့အောင်သတင်းလိမ်လည်တင်ပြမှုနဲ့စီးပွားရေးခြေလှယ်မှုတွေအတွက်ယာရုတာဝန်ကဖေရှားထားပြီးအရန်အင်အားကိုပြောင်းရွှေ့ကစစ်ကြောရေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲဒီတမ33ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်နေရာမှာ တမမှုအသည့်ဖြစ်စေဦးစီးတက္ကသိုလ်ကဗိုလ်မှူးကြီးကောင်းမင်းထုတ်ကိုခန့်အပ်ထားပြီး ဖားကန့်ပြူအောင်ကိုပို့ဆောင်မယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့2023ကစကိုင်းမြို့ခြေဆိုင်ခြေမြန်တက်မဌာနချုပ်အမှတ်33တက်မမှုကိုကိုလွင်ရဲ့နေရာကိုပခုံးကူမြို့ခြေဆိုင်အမှတ်101ခြေမြန်တက်မဌာနချုပ်တမခ131ကမုံမူကြီးကျော်ဆန်းမြင့်နဲ့အစာထိုးခန့်ခဲ့တာဖြစ်ပါတယ်။တက်မကိုကိုတက်မမှုဖြစ်သူဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုလည်းယာရုကဖယ်ရှားထားပြီးအရန်အင်အားပို့ထားတယ်လို့သိရပါတယ်။ လက်ရှိမှာဗရန်တက်နယ်နေရီကံပြူဟာရှိကဘာလုံးစခန်းမှာစီရေးစီမံနေတဲ့တက်မကိုကိုတက်မမှုကိုတာဝါရိုင်းစခန်းကအသိန်းခံရမှုနဲ့ပတ်သက်ပြီးယာရုကဖယ်ရှားလိုက်တာဖြစ်တယ်လို့သိရပါတယ်။တက်မကိုကိုတက်မမှုဘုံမှုချုပ်တင်မောင်ကျော်ကိုဆစ်ရှုံးတဲ့အတွက်နေပြည်တော်ကိုခေါ်ဆောင်သွားပြီး၎င်းရဲ့နေရာကို ဟာခအခြေချစစ်ပြူဟာမှုဘုံမှုချုပ်စွန်းဝင်းထွန်းကိုအစားထိုးခန့်ရမယ်လို့တက်တဲ့ရင်ရှင်းမြစ်စီကသိရပါတယ်ရှင်။ ။ ARD တိုင်းဖြာပုံမြို့ခြေဆိုင်အမှတ်68ချင်းလင်းတရင်ရဲ့တရင်မှုဖြစ်သူကိုပြီးခဲ့တဲ့ဇွန်လ9ရက်မှာစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။တိုင်းမှုအမိန့်လို့သိရတယ်။မူဝင်ဆရာဖကနေလာဖမ်းတာတရိတ်တာမှာတညထားပြီးနာတာခကိုပို့လိုက်တယ်လို့စစ်ကောင်စီနဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်တရင်မှုကိုဖမ်းဆီးရမှာမိသားစုဝင်တွေကိုပါခေါ်ဆောင်သွားတယ်လို့သိရပြီး မည်သည့်အမှုနဲ့ဖမ်းဆီးသွားခြင်းကိုတော့မသိရှိရသေးဘူးလို့စစ်တပ်အတိုင်းဝိုင်းစီကသိရပါတယ်။ဖျားပုံခလာရ68မှာစစ်မှုရန်တင်းနှန်းစင်းတွေကိုတပ်သားတစ်ဖြစ်ပို့ဆောင်ရမှာနေစဉ်ထွက်ပြေးသူတွေများလာတာကြောင့်အခုလိုဖမ်းဆီးစစ်ဆေးတာဖြစ်နိုင်တယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေက သုံးသပ်ပြောဆိုပါတယ်။အေရီတိုင်းတွင်မြို့နယ်၅မြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေတေဆုံးထိခိုက်မှုတွေများနေတဲ့အပြင် အရာရှိတွေပါသေဆုံးနေတယ်လို့စီးရဲချက်လက်တွေရသိရပါတယ်။ဒါအပြင်နေစဉ်ထွက်ပြေးနေတဲ့တပ်သားတစ်တွေကြောင့်လည်းတရင်တွေမှာဖိအားတွေများနေတယ်လို့သိရှိရပါတယ်ရှင်။အခြေခံစိုက်ပျိုးရေးအလုပ်သမားရှားပါမှုပါဝင်အထွေထွေကုန်စည်နှုန်းမြင့်တက်နေမှုကြောင့်အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာစိုက်ပျိုးရေးဈေးကယခင်နှစ်ကထက်ကျန်နှသိန်းကျော်မြင့်တက်လာတယ်လို့သိရပါဗျ။ယခင်နှစ်2024ခုနှစ်ကမိုးရသည့်စိုက်ပျိုးရေးဈေးက တေကချက်3သိန်းခွဲကနေ4သိန်းနီးပါးကုန်ကြပေမဲ့အခုနှစ်2025ခုနှစ်မှာတေကချက်6သိန်းနီးပါးကုန်ကြစေရှိတယ်လို့တောင်သူရေစီကသိရပါဗျ။လက်ရှိမှာကောက်ဆိုင်သူနဲ့အလုသမားရှာပါမှု နေစားအလုသမားရှာပါပြီးနေစားကမြင့်တက်တာထွန်ရက်ဆက်ငှားရမ်းကမြင့်တက်တာမိုးစပန်းဈေးနှုန်းမြင့်တက်တာသွေးအားစုဓာတ်မြော်စားဈေးကြီးတာတွေကြောင့်မိုးစပန်းစိုက်ပျိုးရေးကုန်ကြမ်းစိတ်မြင့်တက်လာတယ်လို့ရန်ကုန်တိုင်းရှိလေယာဉ်စိုက်ပျိုးသူတွေစီကသိရပါဗျ။ မိုးစဘာအခုထွန်ရက်တောင်လုံနေပြီဒီနှစ်မိုးစဘာလည်းဈေးကြီးတယ်နောက်ရက်တွေစိုက်တော့မယ်အဖိုးရဲ့လေယာရီဆိုတော့ကျွန်တော်တယောက်တည်းဆက်လုပ်တာ ကျန်တဲ့ညီကိုတွေကစိတ်ဝင်စားကြဘူးအမတော်ကြီးပေးတာတိတယ်မယူဘူးကိုအရင်နှီးနဲ့ပဲစိုက်တယ်တေက9သိန်းကျော်6သိန်းလောက်ကုန်မယ်လို့မှန်းထားတယ်လို့ရန်ကုန်မှာလေလေးဧကစိုက်ပြိုးနေသူလေသမားအမျိုးသားတူက AR Times ကိုပြောပါရယ်။ဇဘာဆက်ရမှာမျိုးဇဘာအမျိုးသားပေါ်မူတည်ပြီးဈေးနှုန်းကွာခြားနေပြီး တရင်းကိုကျက်၄တောင်းကနေ၆တောင်းရှိကဓမ္မဩဇာတိတ်ကိုကျက်၃တန်း၈တောင်းရှိတယ်လို့၎င်းကဆက်ပြောပါရယ်စစ်ကောင်စီဟာအခုနှစ်မိုးစပိုင်းရာသီအတွက်စိုက်ပျိုးစရိတ်ချင်းငွေအမတော်ကြီးဖြစ်တေကကိုကျက်၃တန်းခွဲထုတ်ချေးပေးတယ်လို့စိုက်ပျိုးရေးဦးစီးဌာနစီကသိရပါရယ်ဟိုရင်နှုံးကတော့အမတော်ကြီးနဲ့စိုက်ပျိုးလို့ရတယ်အခုနောက်ပိုင်းမရတော့ဘူးတခါတလေဘန်ကအမတော်ကြီးထုတ်ပေးတာနောက်ကျသေးတယ်အရင်ချင်းကားပြီးစိုက်ဖို့ပြင်ရတာရှိတယ် အခုစိုက်ပျိုးစိတ်ကကြီးတယ်ကုံစင်းနှုံးတက်တော့လောကတွေလည်းတက်တာပေါ့လို့ ARD Times ရှိလက်ဆိုင်သူမျိုးသမီးတူက ARD Times ကိုပြောပါရယ်။ဒါအပြင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုတွေကြောင့်ရခင်နှစ်ကစပန်းစင်းတို့မကောင်းပဲတောင်သူတွေအခက်ခဲဖြစ်ပြီးလာမယ့်စပန်းပုံချိန်မှာဈေးကောင်းရဖို့မျှော်မှန်းတယ်လို့၎င်းကဆက်ပြောပါရယ်။ပြီးခဲ့တဲ့2024-25ခုနှစ်မိုးစပန်းရာသီမှာမိုးစပန်းဆိုင်ရီက15တန်းအပါဝင်ဓာတ်မြေဩဇာ1.6တန်းနဲ့ ပိုသက်စေတန်ချိန်1922တန်တင်သွင်းတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အခုနှစ်မိုးစပန်းဆိုင်ပြိုးရာသီမှာမိုးစပန်းဆိုင်ပြိုးဧကရာထားချက်ဓမီဩဇာတင်သွင်းမှုနဲ့ကုန်စည်နှုန်းတွေထုတ်ပြန်ထားတာတော့မရှိသေးပါဘူး။မြန်မာနိုင်ငံရဲ့လူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကစန့်ကျင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်လီကပြောပါရယ် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်180နှစ်အရာပြုလုပ်တဲ့လူသဘောဆွေးနွေးပွဲမှာသူကအခုလိုကြေညာချက်တရက်ထုတ်ပြန်ခဲ့တာပါလူခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးဆက်သွင်းတာကိုကျွန်တော်တို့ကန့်ကွက်ပြီးအဲလိုကိစ္စရပ်တွေပေါ်ဖိအားပေးတဲ့အလေးချင်းကိုပယ်ချပါတယ်လို့၎င်းကဆက်ပြောပါတယ်မြန်မာနိုင်ငံကအတိုင်းပြည်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်လျှောက်လှမ်းမှု အချုပ်ချအာဏာလွတ်လပ်ရေးပိုင်နက်နယ်မြေတည်တံ့မှု တိုင်းပြည်တည်ငြိမ်ရေးကာကွယ်ဆောင်ရှောက်မှုကိုချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းတိုင်းပြည်အနေနဲ့တရုတ်နိုင်ငံကထောက်ခံတယ်လို့သူကဆိုပါတယ်။အာဆီယံအဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လမ်းညွန်မြေပုံကအပြန်လန်တွန်းအားပေးပြီးထိထိရောက်ရောက်အကောင့်ထဲဖို့ဆောင်မှုတရုတ်နိုင်ငံကမျှော်လင့်တယ်လို့ဆန်လီကပြောပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တင်းမာမှုတွေမြင့်တက်အောင်သို့မဟုတ်အခြေအနေရှုပ်ထွေးအောင်လှုံ့ဆော်တာထက် မတူညီမှုတွေကျင်းမြောင်းအောင်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ရေးအလေးထားသင့်တယ်လို့၎င်းကထောက်ပြပါရယ်မြမပြည်သူတွေဟာလက်ရှိမှာစစ်ပွဲရပ်တန့်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီးတရုတ်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီးအပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါရယ်မြန်မာနိုင်ငံကတည်ငြိမ်မှုနဲ့ပြန်လည်တည်မြဲရေးရရှိဖို့ကုညီယာမှာ ကျွန်တော်တို့အပြူသဘောဆောင်တဲ့အခန်းကဏ္ဍကနေဆက်လက်ပြီးပါဝင်ပါမယ်။နိုင်ငံတကာအတိုင်းဝိုင်းကအဲ့လိုရီမန်းချက်နဲ့လှုပ်ဆောင်မှုကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်ကိုနေရပြန်ရေးကိုနှစ်နိုင်ငံကြားဆွေးနွေးမှုတွေကတဆင့်ဖြေရှင်းရမှာဖြစ်ကြောင်းတရုတ်နိုင်ငံကတန်တမာရေးကြိုးပမ်းမှုတွေမှာပါဝင်ခဲ့ပြီးနှစ်နိုင်ငံစလုံးကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ခဲ့တယ်လို့ဆန်လီကပြောပါတယ်။ ပရိပခဘေးသင့်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေအဆုံးမသတ်ရင်တိုင်းပြည်ဟာကိုကိုကိုဖျက်ဆီးမှုလမ်းကြောင်းပေါ်ရောက်နေတယ်လို့ကုလသမဂ္ဂတန်တမန်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းဂျူလီဘစ်ရှော့ကသတိပေးလိုက်ပါတယ်။မက်ရှလနောင်ပိုင်းကအင်အားပြင်းမြင်ကလေးတစ်ခုလှုပ်ခတ်ခဲ့လို့မြန်မာနိုင်ငံမှာလူ3800ကျော်သေဆုံးခဲ့ပြီးထောင်ထဲချီတန်ရာရရှိခဲ့ပေမဲ့အကြမ်းဖက်မှုတွေအဆုံးမသတ်ခဲ့ဘူးလို့၎င်းကကုလသမဂ္ဂထွေထွေညီလာခံမှာပြောပါတယ်။ အဖွဲ့အစည်းအားလုံးမှာနှစ်ဖက်စလုံးအကျိုးမြတ်မရှိတဲ့နှီးရှိနေပါတယ်။လက်နက်ကိုင်ပြိပခတွေက လူသားချင်းစာနာမှုလိုအပ်ချက်တွေ ပြည့်မီရေးမှာအဟန့်တားဖြစ်နေသေးပါမြန်မာနိုင်ငံအတွင်းလက်နက်ကိုင်စည်းဝင်မှုကစီးရင်နီလန်းနဲ့အပြေရှာဖို့ဖြစ်နိုင်စေဆိုရဲမျှော်လင့်ချက်တွေဖြစ်စေပါတယ်လို့၎င်းကဆိုပါတယ်တိုင်းပြည်ကိုအစိမ့်စိမ့်အမှော်မှော်ဖြစ်စေခဲ့တဲ့မဟာဗျူဟာကိုပြန်လည်စဉ်းစားဖို့မြန်မာစစ်ကောင်းဆောင်တွေနဲ့တွေ့ဆုံချိန်မှာသူကတိုက်တွန်းခဲ့ပါတယ် ဒီဇင်မာလာတို့မဟုတ်ဇန်နဝါရီလတွင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်း၎င်းကသတိပေးခဲ့ပြီးအကြမ်းဖက်မှုတွေအဆုံးမသတ်ရင်ပြည်သူတွေရဲ့ပုံမတော်လန့်မှုနဲ့မတည်ငြိမ်မှုတွေဖြစ်လာစေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အာဆီယံဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အော်တမန်ဟာရှင်းနဲ့ညီနိုင်ဆောင်ရွက်နေပြီးမြန်မာနိုင်ငံကိုအတူတွားရောက်ဖို့သဘောတူခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာတွေရဲ့အခြေအနေဟာအလွန်ဆိုးရိမ်ပွဲရရှိနေပြီး အရက်သား80ရာခိုင်နှုန်းစင်းရဲမွေးတွေကစစ်တပ်နဲ့အာရခတပ်တော်အေအေကြားတိုက်ပွဲတွေမှာကြားညက်နေပြီးအာတမတပ်သားတင့်စုဆောင်းခံရမှုနဲ့အမျက်ထုတ်ခံရမှုတွေကြုံတွေ့နေရတယ်လို့သူကထောက်ပြပါရယ်